အေဒီ645တုံကတရုတ်ပြည်ရဲ့တန်အင်ပါယာကြီးစိုးနေတဲ့ခေတ်ဖြစ်နေခဲ့ပြီးတော့အခုအချိန်မှာတော့တန်အင်ပါယာကြီးကကိုရီးယားရဲ့ဘရင်မင်းဆက်ကိုဖြုတ်ချဖို့အတွက်ကျူးကျော်စစ်ဆင်တင်နေပါပြီ။ဒီကျူးကျော်စစ်ကိုကာကွယ်ဖို့အတွက်ကိုရီးယားရဲ့ပို့ချိုးယူရန်ကဥဆောင်ပြီးတော့စစ်တီအင်အားတသိန်းနဲ့အတူပြန်လည်ခုခံခဲ့ပါတယ်။တရုတ်အင်ပါယာရဲ့စစ်သူကြီးတန်စွန်ကသူ့ရဲ့စစ်တီအားရဲ့တိုက်ရိုက်ခရီးကိုယုံကြည်မှုလွန်ကဲနေပြီးတော့ဒီစစ်ပွဲကိုအဝေးကနေပဲလေလာသုံးသပ်နေခဲ့တယ်။ ကိုရီးယားဗိုလ်ချုပ်ဂျူရန်ကတော့သူ့ရဲ့ပေါင်းဖော်စစ်သည်တွေနဲ့အတူနိုင်ငံကိုကာကွယ်ဖို့အတွက်အသေးချေတိုက်ပွဲဝင်နေတော့အနောက်ကနေမထင်မှတ်ထားတဲ့ခြုံကိုတိုက်ခိုက်တာကိုကြုံရပြီးတော့ဗိုလ်ချုပ်ရန်အပါဝင်စစ်သည်တချို့ကသာဒီခြုံကိုတိုက်ခိုက်ခြင်းကနေထွက်ပြေးလွတ်မြောက်ခဲ့ရပါတယ်စစ်ပွဲမှာအသေးဆုံးခဲ့ရတဲ့အကူဖြစ်သူရဲ့ရုပ်အလောင်းကိုပြန်ပြီးတည်လာတဲ့စစ်မှုဆိုတဲ့စစ်သားလေးကိုရန်ကခွာစစ်မှာနှောင့်နှေးမှုရှိနိုင်လို့တည်မလာခဲ့ဘူးအမိန်ပေးလိုက်ပါတယ် နှစ်ပတ်စလုံးကစစ်ပွဲကြောင့်စစ်ပန်းနေတဲ့အတွက်တက်ဆုတ်ခွင့်တောင်းခဲ့ပေမယ့်စစ်သူကြီးတန်စွန်ကတော့ထိုးစစ်ကိုသာထက်လုပ်ဖို့အာတန်နေခဲ့ပြီးသူ့ရဲ့အကြံပေးပုံကိုယ်ရင်းနဲ့အတူနောက်ထပ်စစ်ပွဲတွေချဲ့ထွင်ဖို့ကိုပါထပ်မံဆွေးနွေးနေခဲ့ပါတယ်။တန်စွန်စီမှာတော့ကိုကိုရီရိုနိုင်ငံကိုတိုက်ခိုက်တုန်းကဖမ်းဆီးခေါ်လောင်ခဲ့တဲ့အနာဂတ်ကိုကြိုမြင်တဲ့လူတယောက်ရှိပါတယ်။သူ့အမိကတော့ရှာရီဖြစ်ပြီးတော့သူ့ရဲ့ဂျိုတင်ဟော့ကင်းတကူက စ်ပွဲမှာအနိုင်ရချင်ရင်ဂျူမွန်ကိုင်ဆောင်တဲ့ဒီလေးတော်တွေကိုမကင်ဖို့တားမြစ်ထားတာဖြစ်ပါတယ်။တန်အေမာယာရဲ့စစ်သေးနာပတိတွေက ကိုကိုရီယိုရဲ့မြို့တော်ကိုမသိမ်းပိုက်ခင် SC ခံတက်ကိုသိမ်းပိုက်တဲ့လူအကြံပေးလိုက်ပါတယ်။ဒီလိုအကြံပေးလိုက်တဲ့အကြောင်းရင်းကလည်းသူတို့အတွက်အခိုင်အမာခံစည်းတစ်ခုအတွက်ဒီမြို့ကိုအခြေကိုယူထားဖို့ဖြစ်ပြီးတော့ အမရှာဘွားတိုက်ဆိုသလိုဒီနေရာရဲ့ဥဆောင်တီစစ်သူကြီးနဲ့ခန့်စစ်တမှုတို့ကြားမှာပရိပခတွေရှိနေတော့လွယ်လွယ်ကူကူသိမ့်ပိုက်နိုင်မယ်လို့ယုံကြည်နေလို့ဖြစ်ပါတယ်။စစ်သူကြီးယူရန်ကတိုက်ပွဲထဲမှာခန့်စစ်တမှုရင်ကသူ့ကိုစစ်ကူမလာခဲ့တာကြောင့်တစ္ဆာဖောက်လို့ဆွဆွဲခဲ့ပြီးတော့ခန့်တမှုရင်ကိုလှုပ်ကြံဖို့စစ်သားလေးစစ်မှုကိုတာဝန်ပေးထားတာဖြစ်ပါတယ်။စစ်သားလေးစစ်မှုကတစ္ဆာတရားစောင့်တည်တဲ့သူတယောက်ဖြစ်ပြီးတော့စစ်သူကြီးယူရန်အတွက်အမိတ်ပေးသမျှကိုလိုက်နာဖို့အတွက်အသင့်ရှိနေခဲ့ပါတယ်။ စင်းမှုကအခြားစစ်တီနေအောင်နဲ့အတူခန့်စစ်တံမှုကိုလှုပ်ချံဖို့ထွက်လာနေတော့လမ်းမှာရှွန်းနှင်းနေနေတဲ့လက်တစည်းနဲ့တွေ့ပြီးတော့အကူအညီပေးလိုက်ပြီးတဲ့နောက်ခန့်စစ်တံမှုစီဘလို့သွားရမလဲလို့စုံစမ်းလိုက်ပါတယ်။ဖြစ်ချင်တော့သူတို့တွေ့ခဲ့တာကခန့်စစ်တံမှုရင်းကိုယ်တိုင်ဖြစ်ပြီးတော့သူတို့ကိုတန်ဆွန်ရဲ့တရှူတွေလို့သတ်မှတ်ပြီးတော့ဒီနေရာမှာတခါလေရှင်းပြဖို့လှုပ်လိုက်ပါတယ်။ စင်မှုကတော့သူဟာခံတက်ကိုတာဝန်နဲ့လာတဲ့သူပါလို့ပြောလိုက်တဲ့အခါကျမှခံတက်မှုရှင်ကမတက်တော့ပဲနဲ့ခံတက်ရောက်မှစင်မင်းမယ်ဆိုပြီးတော့ခေါ်ခဲ့ပါတယ်။ခံတက်ကိုရောက်တဲ့အခါမှာတော့လူနေစုတွေနဲ့တိဆောက်ထားတဲ့မြို့ငယ်လေးတစ်ခုကိုတွေ့ခဲ့ပြီးတော့ဈေးထဲမှာရင်ရဲ့လူယုံွယ်ဖြစ်တဲ့ဖောင်းနေဝါရိုးနှစ်ယောက်စကားများနေတာကို တွေ့လိုက်ရပါတယ်။ရင်ရောက်လာတော့နှစ်ယောက်သားပြန်လည်အစဉ်ပြေသွားခဲ့ပြီးတော့ဒီခံတက်ကိုပြန်လည်ပြုပြင်မွမ်းမံဖို့ဒီကလူတွေကကိုစီတောင်းဝင်အတိုင်းပြန်လည်လုပ်ကြပါတယ် ညရောက်တဲ့အခါမှာရှင်ကစစ်သူကြီးယူရန်ကသူ့ကိုတစ္ဆာပေါက်တက်ရောက်လို့တတ်မှတ်ထားတယ်ဆိုတာသိလိုက်ရပြီးတော့စစ်မှုကိုလည်းဒီခန်တက်ကိုလာရတဲ့အကြောင်းရင်သိနေခဲ့ပါတယ်အဲ့နောက်တော့သူ့ရဲ့လက်ယုံတွေဖြစ်တဲ့ဝါနဲ့ဖောင်းတို့ကိုမိတ်ဆက်ပေးပြီးတော့ဒီနေရာအတွက်သူ့ကိုနေထိုင်နိုင်ကြောင်းပြောလိုက်ပါတယ်။စင်မှုကတော့သူ့ရဲ့မရှင်တားရင်းရဲ့နောက်ကိုနောက်ရောက်ခံလိုက်နေပြီးတော့သူ့အတွက်မတင်ထားတဲ့အရာတခုကိုတွေးလိုက်ရပါတယ်။ ဒီမြင်ကွင်းကတော့ရှင်ကမိဖွားတဲ့သူတွေကိုဖော်ရွေနှွေးထွေးစွာဆက်ဆံနေတာကြောင့်သူထင်တယ်လို့လူစိုးတယောက်မဟုတ်ပဲနဲ့ကျင်နာတတ်တဲ့သူတယောက်ဖြစ်နေခဲ့လို့ပါစင်မှုအတွက်ရင်းနေပတ်သက်ပြီးတော့စိတ်တွေဝင်နေခဲ့ပြီးခန့်တက်ရဲ့အတိုင်းမကန်ပုံကိုယ်ကိုလည်းအရင်ကြောင်းကိုမိခဲ့ပါတယ်ဒီနေရာရဲ့ခန့်စစ်တမှုရှင်ကိုအန်စီမျိုးတော်ကအရန်ချစ်ချပြီးရှင်ကိုလည်းတတိုင်းကြီးလိုယုံကြည်နေကြတာကြောင့်ရှင်သာမရှိရင်ဒီမျိုးငယ်လေးကဒီလိုตายရနေမှာမဟုတ်ဘူးလို့ယုံကြည်နေကြကြောင်းမှသိလိုက်ရပါတယ် တရက်တော့အန်စီမျိုးတော်ခန့်တက်ကိုတရုတ်နိုင်ငံစစ်သူကြီးတန်းစုံကကျူးကျော်စစ်လာရောက်ဆင်နွှဲတော့မယ့်အကြောင်းကိုကင်းထောက်တွေကသတင်းလာပို့ခဲ့ပါတယ်။နှလုံးရည်ရောလက်ရုံးရည်ရောပြည်စုံလို့နဲ့ခန့်စစ်တက်မှုရင်ကစစ်ပွဲတွေကြိုတင်ပြင်ဆင်နေခဲ့ပြီးတော့သူ့ကိုတက်ဖို့အတွက်လာခဲ့တဲ့စစ်မှုကိုလည်းယုံယုံကြည်ကြည်နဲ့ဓာတ်ကိုပေးလိုက်ပြီးမုတ်စိတ်ရိတ်ခိုင်းခဲ့ပါတယ်။တကယ်တော့စစ်မှုကအစောကတည်းကစစ်သူကြီးယူရန်ပို့ပေးတယ်လို့ကြံသူဆိုတာကိုခန့်စစ်တက်မှုရင်ကသိလိုက်ပါတယ်။ ဒါကြောင့်လောက်ကြမယ်ဆိုရင်ဒီအခြေအနေကအကောင်းဆုံးဖြစ်ပြီးတော့မင်းအတွက်ရွေးချယ်မှုလုပ်နိုင်ပါတယ်လို့ဆိုလိုက်ပါတယ်။စစ်မှုရဲ့လောက်ကြံဖို့ဆေလွတ်ခံရတဲ့အကြောင်းကိုလည်းဒီခံစင်းမျိုးကလူတွေနဲ့စစ်တီတွေကတိကျတာဖြစ်ပြီးတော့စစ်မှုကိုလည်းကြည့်မြင်ရဖြစ်နေကြပါတယ်။ မြို့ရဲ့ပြင်ပတ်မှာတော့တရုတ်စစ်သူကြီးတန်ဆွန်ရဲ့အင်အားကြီးတပ်ဖွဲ့ကြီးကရောက်ရှိနေခဲ့ပြီးတော့ခန့်စစ်တံမူရှင်ကလည်းသူ့ရဲ့လူတွေနဲ့ဒီခန္တကြီးကိုအယိုးကြီးကြီးအရေခန့်ခန့်အဆုံးထိကာကွယ်ဖို့စိတ်အားထက်သန်စေမဲ့စစ်တွက်စကားဆုနေရင်တိုက်ပွဲစတင်ဖို့ဖြစ်လာခဲ့ပါပြီ။ကျူးကျော်စေစဆာချင်းမှာတော့တန်ဆွန်ရဲ့လူတွေကတစ်သားအမြောက်ဆန်တွေတုံးပြီးတော့ခန့်တက်ကိုတိုက်ခိုက်ချပြီးခန့်တက်ကိုဖျို့မရေဖြစ်အောင်စတင်ပြုတ်လုပ်လိုက်ပြီးတဲ့နောက်မှာတော့ခန့်စစ်ကိုတဆင်ချင်းစီခြေတက်လာခဲ့ပါတယ်။ ရင်ရဲ့ခံတန်းများစစ်တီတွေကတော့တန်းစွန်တွေခံတက်နာမကတ်နိုင်အောင်စ조사ပြီးတော့ကာကွယ်နေခဲ့ပါတယ်။ဒီနေရာမှာတော့စစ်ဖြူဟာအေးတာတဲ့လူကနိုင်မှာဖြစ်ပြီးတော့တိုက်စင်းတဲ့ခံစည်းရဲ့သဘောထားအရခံစည်းရဲ့လူဝင်အား၃ဆကိုသုံးမှတိုက်လို့ရမှာတည်တဲ့တန်းစစ်သူကြီးကတော့ဒီခံစည်းမျိုးလေးကိုအထင်သေးခဲ့မိတာတော့အမှန်ပါပဲ။ရင်ရဲ့ခန်းစစ်ဖြူဟာကိုအထင်သေးခဲ့မိတဲ့တန်စွန်စစ်တီတွေကခန်းစစ်တကားကိုဖွင့်ခဲ့ပြီးတော့ခန်းစစ်တဲကိုပြင်းဝင်သွားတဲ့အခါမှာတော့အမကြီးမှားသွားရရှာတယ်။ အကြောင်းကတော့ဒီနေရာကဒီခန်စီရဲ့အဓိကရန်သူကိုတက်ကွင်းနဲ့များခေါ်လိုက်တာဖြစ်ပြီးတော့တန်ဆွန်ရဲ့စစ်တီတွေကိုတုံလို့ချောက်ချားစေခဲ့ရလို့ဖြစ်ပါတယ်။ဒီတိုးစစ်မှာအတော်လေးအထိနာသွားတဲ့စစ်သူကြီးတန်ဆွန်ကနောက်ဆုံးခွာစစ်လုပ်ဖို့အမိန်ပေးလိုက်ရတဲ့အထိဖြစ်သွားခဲ့ရပါတယ်။ညရောက်တဲ့အခါမှာတော့ဒီခန်စီရဲ့အောင်ပွဲအနေနဲ့စစ်တီတွေအလုံးပျော်ရွှင်နေခဲ့ကြပြီးတော့ခန်စီတံမှုရှင်ကစစ်မှုကိုသူ့ရဲ့တိုက်ပွဲတွေထဲကရတဲ့အမာရုပ်တွေကိုပြပြီးတော့ တရုတ်စစ်သူကြီးတန်ဆွန်ကဒီနေရာကိုနောက်တစ်ချိန်တိုက်ခိုက်လာနိုင်ကြောင်းကိုပါပြောပြနေခဲ့ပါတယ်။တန်ဆွန်ဘက်မှာတော့ဒီလောက်ခန့်စစ်လေးတေးသေးပဲရှိပြီးတော့တက်မှုအဆင့်ပဲရှိတဲ့လူကခန့်စစ်ကောင်းနေတဲ့အတွက်စိတ်တော်ကရောက်နေခဲ့ရပြီးတဲ့နောက်တချိန်ကျူးကျော်ဖို့အတွက်ထိုးစစ်ကိုပြင်ဆင်နေခဲ့ပါတယ်။ဒီတချိန်ကျူးကျော်ထိုးစစ်မှာတော့ရင်းရဲဥဆောင်မှုကအထင်မသေးရတော့တဲ့တန်ဆွန်ကအမြောက်ဆန်တွေနဲ့မျောစင်တွေပါပါဝင်လာခဲ့ပါတယ်။ဒီကြောင်းတွေကိုတည်သွားတဲ့ရှင်ကတော့သူ့ရဲ့ထက်မြက်လွန်းတဲ့ဖြူဟာအစ်တစ်ခုကိုချမှတ်လိုက်ပြီးတော့ စီအိတ်တွေတုံးပြီးတော့ဒီမျောစင်တွေကိုမိရှို့ဖို့အမိန်ပေးလိုက်ပါတယ်။ဒီတစ်ကြိမ်တိုက်ပွဲကတော့နှစ်ဦးနှစ်ဖက်အသေးချေပြင်းထန်နေခဲ့ပြီးရင်းရတော်အသက်အနေရထိခိုက်တော်မယ့်အခြေအနေကိုဖြစ်သွားခဲ့ရပေမဲ့သူ့ကိုလေးစားအားကျနေရပြီဖြစ်တဲ့စစ်မှုကဝင်ရောက်ကဲတင်ပေးလိုက်ပါတယ်။ရင်ပြန်နိုးလာတဲ့အခါမှာအရင်ကစင်မှုကိုမယုံကြည်ပဲကြည့်မရကြတဲ့ရင်ရဲ့စစ်တီတွေကစင်မှုအပေါ်ကိုယုံကြည်မှုရလာခဲ့ပါတယ်။စေတူကြီးတန်းစုံကတော့ဒီတစ်ချိန်လေးကျူးကျော်စီအဆင်မပြေဖြစ်ခဲ့တာဆိုတော့သူ့အတွက်အခက်တွေ့နေခဲ့ပြီးတော့ ဒီခန့်စင်းမျိုးလေးကိုတိုက်ခိုက်ဖို့အတွက်သူတို့ရဲ့အကြမ်းင်စီဟာရှာရီကိုမေးမြန်းနေပြီးသူရဲ့ဟောပြောချက်အရခန့်တမ်းမျိုးကိုတင်ပိုက်ဖို့ဆိုတိထက်ပုံမြင်တဲ့ခန့်တမ်းတစ်ခုကိုစောက်လို့ဖို့ညွှန်ကြားခဲ့ပါတယ်။အခြေအနေတွေပြောင်းလဲသွားတဲ့အခါမှာတော့စင်မူကခန့်တက်လုံခြုံရေးအတွက်မျိုးတော်ကိုစစ်ကူခေါ်ဖို့အကြံပေးပေမဲ့ရင်းတဲ့ခန့်တမ်းမျိုးရဲ့တပ်သားတွေကတော့သူတို့အကူအညီတောင်းရင်တောင်းမျိုးတော်ကကူညီမှာမဟုတ်ဘူးဆိုတာကိုသိနေကြပါတယ်။စေတူကြီးတန်ဆုံတို့ဘက်မှာတော့ မြေခံတက်ကြီးတစ်ခုကိုစောင့်နေကြတဲ့အချိန်မှာလူရောအင်အားရောဒီနေရာမှာအုံချနေရတော့သူတို့အတွက်စစ်ပန်းနေတာကိုတိလိုက်တော့ဒီအချိန်ကိုအခွင့်ကောင်းရှုပြီးတော့ခန်းစစ်ကနေထိုးစစ်စတင်ဖို့ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့အကြံစီတိုင်းပဲထိုးစစ်အဖွဲ့တစ်ခုကိုမတိမတာဆီလိုလိုက်ပြီးတော့တိုက်ခိုက်ဖို့ဖြစ်လာခဲ့တယ်။ဒီတိုက်စစ်ကိုတော့ပက်ဆိုကဥဆောင်ပြီးတော့မြင့်တက်ဖွဲ့ပါဝင်ခဲ့ပါတယ်။ပက်ဆိုမှာတော့သူ့ရဲ့ချစ်သူရှိနေခဲ့ပြီးသူ့ရဲ့အမိကလည်းဘဲဟဲဖြစ်နေခဲ့ပြီးသူမကတော့ခန်းစစ်တံမှုရှင်ရဲ့ညီမလေးဖြစ်ပါတယ်။ ကိုရောက်တော့သူတို့ထင်ထားသလိုမဟုတ်ဘဲနဲ့တန်ဇွန်ရဲ့ချုံကိုတိုက်ခိုက်မှု အားသာချက်ကြောင့်သူတို့တွေအလဲလဲကွဲကွဲ ဖြစ်ခဲ့ရပြီးတော့ခန်တန်းမြို့ကိုပြန်ဆုတ်ခဲ့ရပြီးပတ်စုလဲရှင်ရဲ့လက်ထဲမှတင်တည်ဆုံသွားခဲ့ရပါတယ်။ဒီလိုမျိုးသူတို့ရဲ့တိုက်စစ်အတွက်တည်င်းကိုကြိုတင်လက်ဦးမှုရနေတာကတော့အနာဂတ်ဟောပြောတဲ့ရှာရီကြောင့်ဖြစ်ပါတယ်။ဒီနေရာမှာတော့ရှာရီနဲ့ခန်စင်မှုရှင်တို့ကဆက်သွယ်ပတ်သက်မှုတခုရှိနေခဲ့ပြီးရှင်ရဲ့အတွက်ဂျူမုံလေးနဲ့များကိုလေးပေးခဲ့ပူပါတယ်။ ရင်ကားတော့ရှရီရဲ့အကြောင်းကိုသိတော့လိုက်သွားရင်းနဲ့သူနဲ့တွေ့ဆုံလိုက်တဲ့အခါမှာတော့တန်စွန်တို့လိုအင်အားကြီးရဲ့တိုက်စစ်ကိုမခုခံပဲနဲ့အညံ့ခံမှုကိုသာပြောနေခဲ့ပါတယ်။စည်းစားဖြစ်သူအသက်ခံလိုက်ရလို့ဒေါသထွက်နေတဲ့ဘဟဲကတော့ဘာမပြောညာမပြောနဲ့သူ့ရဲ့ဓာတ်နဲ့ရှရီရဲ့လက်ပင်ကိုဖြတ်ပြီးတော့ဆက်သိမ်းပေးလိုက်ပါတယ်။ ရည်သားဖြစ်တဲ့သူတည်ဆုံးသွားတော့သူ့အတွက်ဝမ်းနဲ့ခံစားနေရပြီးတော့တန်စုံတို့အဖွဲ့ကိုတယောက်တည်းလှန်ကန်ပြီးတော့စိတ်လိုက်မှန်ပါတိုက်ခိုက်လိုက်တာကြောင့်နောက်ဆုံးမှာခန်တဲမျိုးလေးကိုသူမှလည်းအလောင်းအနေနဲ့ပြန်လေရောက်ရှိလာခဲ့ပါတယ်။ရှင်ကတော့ညီမဖြစ်သူနဲ့ပတ်စိုးတို့စုံတွဲကိုအသေးချလေးမိသကြိုပေးလိုက်ပြီးတော့စိတ်တွေလည်းထိခိုက်နေရပါတယ်။သူတို့အတွက်အခြေအနေတွေကအချိန်နည်းမြပြောင်းလဲတော့မှာကိုသိတဲ့စစ်မှုကဂိုကူမြို့နယ်ကစစ်သူကြီးရီယန်ကို အကူအညီတောင်းဖို့ထွက်လာခဲ့ပြီးတော့ခန်းစင်မူးရှင်ကတစ္ဆာပေါင်းမဟုတ်ကြောင်းရှင်းပြခဲ့ပါတယ်။ခန်းစင်မူးရှင်ဘက်မှာတော့တိုက်ပွဲကြာလာတာနဲ့အမျှစစ်ကပန်းနေခဲ့ပြီးတော့တန်စွန်တို့ခန့်တက်ကြီးကိုစစ်ရဲနဲ့အပီဆောင်မယ်ဆိုတာကိုသိလိုက်ရပါတယ်။ခန်းစင်မူးရှင်ကတော့စဉ်းစားရကြက်နေတော့အချိန်မှပဲကစားနေတဲ့ကလေးကိုကြည့်ပြီးတော့တန်စွန်ရဲ့မြေခံတက်ဆောက်လုပ်တဲ့ဟာခွက်ကိုတွေ့သွားပါတယ်။ အကြောင်းကတော့ခံတဲ့အမြင့်ကြီးတွေကိုစောက်လို့မယ်ဆိုရင် အောက်ခြေခိုင်းဖို့အတွက်မြေအောက်ကိုတိုင်လုံးတွေစိုက်ထားရမှာဖြစ်ပြီးဒီတိုင်လုံးတွေကိုဖျက်ဆီးလိုက်ရင်တန်ဆွန်ရဲ့အကြံဟာလည်းတဲတဲ့ကျေသွန်ဖြစ်သွားရမှာဖြစ်ပါတယ်။ရှင်ရဲ့တပည့်ကျော်ကြီးဟွာဖို့နဲ့တပ်ဖွဲ့တို့ဟာချက်ချင်းဆိုသလိုပဲမြေအောက်လိုင်ကောင်းကိုတက်တက်ကြွားကြွားနဲ့တူးခဲကြပြီးတော့တန်ဆွန်တို့မြေခံတက်ကြီးမပြီးခင်ဒီခံတက်ကြီးရဲ့အောက်ခြေဖောင်ဒေးရှင်းတိုင်လုံးတွေစီကိုရောက်လာခဲ့ပါတယ်။ သူတို့ဆွဲထားတဲ့အကြံစီကတော့တိုက်လုံးတွေကိုမီးရှို့ပြီးတော့ခန္ဓာကြီးကိုပြိုကျအောင်လုံးလိုက်ပြီးတဲ့နောက်မှာတော့ရင်းနဲ့အဖွဲသားတွေက အပေါ်ကနေတန်ဆွန်တို့ကိုတိုက်ခိုက်ဖို့အတွက်စီစဉ်ထားကြတာပါ ဖြစ်ချင်တော့အဲ့ဒီညမှာမိုးရေတဲတန်စွာရောက်သွင်းခဲ့တဲ့အတွက် သူတို့ရဲ့အစီအစဉ်ကပျက်စီးပြီးတော့မိက တိုက်လုံးတွေအပေါ်မီးမကူးဘဲနဲ့ဖြစ်သွားခဲ့ရတယ်အစီအစဉ်တိုင်းမှာဝါဖို့ကနောက်တည့်ရက်မဆောင်တော့ဘဲနဲ့သူတို့ကိုသူတို့စတေးခံလိုက်ပြီးတော့မြေအောက်တိုက်လုံးတွေကိုဖြိုဖျက်ဖို့ပဲသူ့လူတွေကိုအမိန်ပေးလိုက်တယ် ရန်သူအပေါ်လက်စားချေဖို့စိတ်သက်ပြင်းထန်လွန်နေဟွာပုံနဲ့အဖွဲတွေတိုင်လုံးတွေကိုဖျက်ဆီးနိုင်ခဲ့ပြီးသူတို့ရဲ့သူတို့အဖွဲသားတွေအားလုံးလည်းဒီပြိုကျသွားတဲ့မြေခံတက်ကြီးအောက်မှာစည်းခံသွားခဲ့ရတယ်။မြေခံတက်ကြီးပြိုသွားတာကိုအသင်းဆောင်နေတဲ့ရင်းတို့တပ်ဖွဲ့ကတော့အစီအစဉ်တိုင်းလှုပ်ရှားပြီးတော့ခံတက်ထဲကိုဒရက်ဆက်ထိုးစစ်ဝင်ရောက်ခဲ့ပြီးတော့ရန်သူတွေနဲ့တေးသေးသေးတိုက်ခိုက်ကြပါတော့တယ်။ တန်ဆွေရဲ့စစ်တပ်ကလည်းအင်အားများနေတာဆိုတော့ရင်းတို့ရဲ့ထိုးစစ်တွေကမပေါက်ဘဲဖြစ်နေရပေမဲ့အနေအထားတစ်ခုတည်းတန်ဆွန်ကိုတုံလို့ခြောက်ချားစေခဲ့ပါတယ်။တန်ဆွန်ဘက်မှာတော့ရင်းရဲ့တိုက်ခိုက်မှုအတွက်ဒေါသထွက်နေရပြီးတော့ရင်းရဲ့ခေါင်းကိုရယူဖို့အစုတော်ငွေတွေပါထုတ်ထားခဲ့ပါတယ်။တိုက်ပွဲအချိန်ကြာလာတဲ့နေ့မှာလူအင်အားဆင့်အင်အားနည်းနည်းပဲရှိတဲ့ရင်းတို့တပ်တွေအတွက်လက်နက်ကြိုက်ခါပြက်လက်လာခဲ့ရပြီးနောက်ဆုံးမြားနဲ့ခန်းစစ်ပစ်ဖို့တော့မရှိတော့တဲ့အထိဖြစ်လာခဲ့တယ်။ တိုက်ပွဲရဲ့တိုက်ခိုက်မှုကလည်းအရှင်မြင့်တင်နေခဲ့ပြီးတော့ရင်းရတွက်နောက်ဆုံးမျှော်လင့်ချက်တစ်ခုပဲကျန်ပါတော့တယ်။ဒါကတော့ရှေ့ဖြစ်စရာမှာရှရီပေးပို့လိုက်တဲ့ဂျူမုံဘရင်ရဲ့လေးတော်ကိုအသုံးပြုပြီးတော့တရုတ်တပ်တွေရဲ့ကျူးကျော်မှုခေါင်းဆောင်ဖြစ်တဲ့တန်စွန်တယောက်ထဲချိန်မုံလိုက်ရင်ဒီတိုက်ပွဲအဆုံးသတ်ပြီဆိုတာသိလိုက်တယ်။ရင်းကတော့ဂျူမုံများကိုလက်ကျန်အားလေးနဲ့အသက်ကုန်ဆွဲလိုက်ပြီးတော့နမင်းတွေနဲ့အတူရှေ့ဘရင်တွေရဲ့ဝိညာဉ်ကိုတိုက်တည်ပြီးတော့တစ္ဆာဆိုလိုက်ပြီးမြားကိုလေးဘော်ကိုပြစ်ခွင်းလိုက်ပါတယ်။ ရင်းရဲ့နောက်ဆုံးမျောလင်းချက်လေးကတော့နမင်းတွေအဆောင်ရှောင်ရှိနိုင်တဲ့အတိုင်းပဲလေထဲကနေပြုတ်ကျလာခဲ့ပြီးတော့တန်ဆွင်ရဲ့မျက်လုံးကိုထိမှန်သွားခဲ့တယ်။ရန်သူဘက်ကလူတွေကတော့သူတို့ခေါင်းဆောင်ကြီးထိမှန်သွားတော့အလုံးစိတ်သက်ကြနေတဲ့အချိန်စင်းမွက်ကူညီတောင်းခဲ့တဲ့မျိုးတော်ကစစ်ကူတွေကလည်းအလုံးရင်းနဲ့ဝင်ရောက်လာကြတယ်။တန်ဆွင်ရဲ့စစ်သူတွေကလည်းတံပြန်ထိုးစစ်ကြောင်းပြန်လည်ဆုတ်ခွာပြေးသွားခဲ့ရပြီးတော့နောက်ထပ်၃နေကြတဲ့အခါမှာတန်ဆွင်လည်းရင်းပြလိုက်တဲ့မြားတံရကြောင့်နေရွာဆန်သွားခဲ့တယ်။ ရင်းနဲ့ SC ခန္ဓာမျိုးသူမျိုးသားတွေကလည်း SC ခန္ဓာကိုပြန်ပြီးပြုပြင်တိစောက်နေခဲ့ကြပြီးတော့စစ်သူကြီးယူရန်နဲ့ခန္ဓာမှုရှင်ကလည်းအရင်ကပြိပက္ခပြဿနာတွေပြန်လည်ပြေလည်သွားကြပြီးတော့ဂိုဂိုရီယန်တိုင်းပြည်ကြီးကလည်းအေဂျန့်တာယာစွာစီစီလုံးလုံးနေထိုင်သွားကြရင်လည်းဇလန်းလေးကိုအဆုံးသတ်ထားပါတယ်။